ရန်ကျင်သည်အစာသွတ်ဟင်းဤစာကိုဆရာကြီးမင်းသင်္ခါရဲ့မနောမယထမင်းဝိုင်းမှကောက်နှုတ်တင်ဆက်တာပဲဖြစ်ပါရဲ့ရှင်ဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးတမ်းမှခွင့်တောင်းလိုက်ပါရဲ့ရှင်ခရန်ကျင်သည်အစာသွတ်ဟင်းတနေ့တနိုင်ကျွန်ုပ်နေထိုင်ရာမော်ဘီမြို့စွန်မယန်းတနင်းတော်ဆက်ရှိယူရောမင်္ဂလာခြံကြီးအတွင်းသို့ရန်ကုန်မြို့တွင်နေထိုင်ကြကုန်သောကျွန်ုပ်၏မိတ်ဆွေရှင်ဦးသည်အလဲအပတ်ရောက်ရှိလာကြလေသည် ၎င်းတို့၏မော်တော်ကားသည်ခြံဝါသို့ဆက်ရောက်သည်နှင့်ကားပေါ်မှကျွန်တော်၏မိတ်ဆွေအန်တီရွှေဆိုသောမျိုးသမီးကြီးသည်ဦးရပါရာဆင်းလာပြီးလင်ကွန်ထွန်းကွန်ထွန်းတယောက်ထောင်းနေရလို့ပြောတယ်ကျမတို့လည်းငွေကြက်နေလို့နည်းနည်းပါးပါးလောက်ပါအောင်ဟုပြောလေသည်တို့ကြောင့်ကျွန်တော်ကငွေဖွေး99ကောင်ကတ်ရပါသေးရဲ့ဗျာ။ဟိုကဒီကပေစာကန်စာလေးနေနဲ့စတောင်းနေရတာပါ။ကျုပ်စီကချီးဖို့တော့ဇိမ်ကူးနဲ့အန်နီရွှေရေဒေါ်ဇလန်တင်းဇလန်မှာပဲဟုပြောလိုက်လေ။မောင်ဝင်းနိုင်ဆိုသူကကျွန်တော်အား ဘလို့ကျင်းလိုက်တာလဲအကိုရဲ့မွေးဘေး69កောင်ကိုက်မတဲ့ကိုက်မဲ့ကိုက်တော့လဲတရားပြည့်အောင်ကိုက်ဖို့ဘာလို့တကောင်ခြံထားရတာလဲခုမေးလေသည်တကောင်ကစောစောစီစီသူများအင်လာပြီးရှီမန်းမသိမရှီမန်းသည်ပတ်စံချီတဲ့အန်တီရွှေတို့လိုလူကိုကိုက်ဖို့ခြံထားတာကွာဟုပြောလိုက်လေမောင်ဝင်းနိုင်တော်မကကြံတော့သူများကပါဝါကနေဝါ၍ရီမောချလေတော့သည် ထို့နောက်ကျွန်ုပ်သည်၎င်းတို့အားမိဖို့ဆောင်ရှိနာရှိသီဟိုပင်နှစ်ပင်အောက်တွင် ပြုလုပ်ထားသောအုတ်ခုံပေါ်သို့ခေါ်သွားပြီးလင်လက်ဖက်ရည်ချိုးတိုက်ကြည့်၍ဧကန်ထားရလေသည်အကာတိုင်းတွင်ဈေးသို့လွတ်နေကြဖြစ်သောကျွန်ုပ်၏တပည့်မောင်အောင်ညွန့်သည်တုတ်ကွေးဖြစ်နေသောကြောင့်ရဲကျော်သူဆိုသည့်သူငယ်ကလေးအားမော်ဘီဈေးသို့ဈေးဝယ်ရန်လွတ်လာရလေတော့သည် ရဲကျော်သူဇေးသူသွားနေစဉ်တွင်ငရုတ်သည်ကြက်သွန်ခြင်းစသည်တို့ကိုထောင်းတန်းတာထောင်းထုတန်းတာထုလောက်ထားရလေသည်ထိုသောလုံနေစဉ်တွင်ဧည့်သည်များနှင့်လည်းရောက်တက်ရရာစကားများကိုပြောပြကြလေသည်ရဲကျော်သူပြန်ရောက်လာသောအခါဇေးချင်းနာကိုတွန်ချပြီးလင်ထိုတွင်မှအလုံးကြီးကြီးခင်းကျင်သည်25လုံးခန့်ကိုရွေးထုတ်၍ထိုခင်းကျင်သည်လေးပုံသုံးပုံနေရာကိုဓာပြင်းလှိပြက်ကအစီများကိုဇွန်းသေးသေးဖြင့်ခေါ်ထုတ်ပြီးလင်စီကြော၍အစင်းတင်ထားရသည် ထို့နောက်ရဲကျော်သူဝင်လာသောပဇွန်စိတ်များနှင့်ပဇွန်စိတ်အစိတ်သားခန့်ကို အမိကောင်းချွေ၍ဓာဖြင့်နှုတ်နှုတ်ဆင်းထားရ၏ပြီးလင်ထောင်းထားသောငရုတ်သည့်ချက်သွန်ပြူချက်သွန်ဤတို့ဖြင့်နေကမဆလာဖြူ၍ကြော်ရသည်ထို့သောကြော်ပြီးနောက်ထိုပဇွန်ကြော်များပေါ်သို့မௌကျုံနှစ်ချက်သုံးချက်ကိုချွေ၍မௌကျုံမုံများဖြူကခန်းကျင်သည့်များအတွင်းသို့ထည့်ပြီးလင်ခန်းကျင်သည့်အဖုံးနှင့်ပင်ပြန်၍ဖုံးထားရသည်အဖုံးများကြော့ထွက်မသွားစေရန်ဤချို့ဖြင့်တွဲထားရပြန်၏ထို့နောက်ဒံဟိုးအတွင်းသို့ဇလုံငယ်တစ်လုံးထဲကထိုဇလုံပေါ်တွင်ကျွေးပကံများတစ်ချက်ကိုတင်၍ ထိုပကံများပေါ်တွင်အစာသွတ်ထားသောခင်းချီသည်များကိုစီကာရီကာထည့်ရလေတော့သည်ဒံအိုးထဲတွင်လည်းထည့်ထားသည့်ဇလုံးမမြုပ်စေရန်တိုင်းစာ၍ရေများကိုထည့်ရ၏ထို့နောက်ထိုအိုးဖုံးကိုဖုံးအုပ်၍မိဖို့ဖို့သို့တင်ရလေသည်ထို့နောက်အစာသွတ်ထားသောခင်းချီသည်များသည်ရင်နှွေးငွေဖြင့်ပေါင်းပီးသားဖြစ်ကနူးနှံ့၍သွားလေတော့သည်ထို့နောက်ကျွန်ုပ်သည်ဘူးသည့်ချင်းဟင်းကိုချရာ၏ငြုတ်သီးစိမ်းများကိုလည်းညံ့ညံ့ချီအောင်ထောင်းကမြင့်ဖြင့်နေပြီးထိုမြင့်ကိုကြော်ရလေသည် ကျွန်ုပ်တို့တို့ပြုလုပ်နေသည်ကိုကြည့်နေသောမောင်ဝင်းနိုင်ကမြစ်ကနဂိုးကပူရတဲ့အထက်ဘက်နဲ့ကြောင့်မြုပ်သီးစိမ့်တွေနဲ့ရောပြီးကြောရတာတော့ဟုမေးလေသည်စားကြည့်လေကွာစားပြီးမှကောင်းတယ်မကောင်းမှုဝေဖန်စမ်းမှာမင်းတို့ကိုစားစီခြင်းလုံးလို့ငါကိုယ်တိုင်ချက်တာကွာနှုတ်မဝင်ငါတပြေလေးတွေချက်တာနဲ့ကျွေးလိုက်မှာပေါ့ဟုကျွန်ုပ်ကပြောလိုက်လေမောင်ဝင်းနိုင်က sorry sorry ဟုပြောလေတော့သည်များမကြာမီ၌ ကျွန်ုပ်၏ဧည့်သည်များသည်ကျွန်ုပ်တီးခင်းကျွေးမွေးသောသမင်ဟင်းနေရာများကိုမိန်ရှက်စွာစားတောင်းကြလေသည်စားတောင်းရင်းကလည်းအမျိုးမျိုးဖုံဖုံပြောဆိုကြလေ၏ကောင်းသည်ဟုပြောသူကပြောတော်လဲမကောင်းဘူးဟုပြောမိသူကအာနာ၍တမျိုးပဲနော်ဟုပြောလေသည်သို့တော်အများစုကကောင်းသည်ဟုပြောသောကြောင့်ကျွန်ုပ်မှပင်မရာကျိုးနှံ့၍သွားလေတော်သည်ကိုအောင်ဖေသည်ကိုရာကိုမြုပ်နေရင်ဆရာသမားတကားတလေးပြား ကိုကအရေးကြီးတဲ့ကိစ္စရှိလို့သွားမယ်လို့လုပ်တဲ့အခါအချိန်ကောင်းခါကောင်းရွေးပြီးအင်္ဂါလဲထွက်မယ်လို့ရောတယောက်ယောက်ကအင်းဝရောက်လာပြီးဘယ်သွားမလို့လဲလို့မိတယ်အဲ့ဒီခါမှာကိုကလည်းအမှန်တိုင်းပြောချင်တာနဲ့ပဲ အလောကိစ္စကလေးစကားသွားပြောမလို့ဗျာလို့အဲ့ဒီလူပြန်ပြီးဖြေလိုက်တယ်။အဲ့ဒီခါမှာအဲ့လူကသူ့ကိုလည်းမမေးဘဲနဲ့လူတဲ့ကြီးလောက်ပြီးမသွားနဲ့ဗျ။အလောဖြစ်မှာမဟုတ်ဘူး။ဒီနေ့ပြတ်တရားကြီးလို့ပြောလိုက်ပါလေရော။အဲ့ဒီလိုလည်းပြောလိုက်ရောကိုယ်စီထဲမှာထင်ကနေဖြစ်သွားတယ်။ဖြစ်သွားတဲ့အတိုင်းလဲဟိုကြတော့ဗျာအလွဲလွဲချော်ချော်တွေဖြစ်ကုန်ရောပြို့။အဲ့ဒါလိုလူတက်လောက်တဲ့မိတ်ဆွေတွေကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးဗျ။ဒီတော့အဲ့ဒီလူတွေကအကောင့်ဘယ်တော့မှလည်းမပြောဘူး။နမိတ်ဆိုးတွေပဲပြောလို့ရှိတယ်။အဲ့ဒါကိုဘယ်လိုကာကွယ်ရမလဲဆိုတော့နီလန်ကလေးပြောစမ်းပါ။ ခုကျွန်ုပ်အားမေးလေရာကျွန်ုပ်မှာရည်မိရသေးတော့သည်ပဲကြောင်းဆိုတော့ကျွန်ုပ်နိုင်လည်းဤကဲ့သို့မကောင်းတဲ့မိတ်ကို မမေးပဲပြောတတ်သောမိတ်ဆွေများရှိသောကြောင့်ဖြစ်လေသည်ဒီလိုကိုအောင်ဖေးရဲ့ကျွန်တော်နဲ့တည်တဲ့အတော်ကြီးတယောက်မကောင်းတဲ့မိတ်မြင်တဲ့အခါမှာသူကဘယ်လိုလုပ်လဲဆိုတော့နမိတ်မြင်တဲ့နေရာဒါမှမဟုတ်နမိတ်ကြားတဲ့နေရာဒါမှမဟုတ်နမိတ်ဆိုပြောတဲ့သူကိုလက်ညှိုးနဲ့ထိုးပြီးဟဲ့တောက်တီးတောက်တယ်နင်းကောင်းကိုချင်ရဲ့ချက်ငါပြစ်ချက်နဲ့နှက်လို့၆ချိန်တီးတီးရွတ်တယ်ဗျာ ပြန်ရွတ်ပြမယ်နော်။ဟဲ့တောက်တီတောက်တဲ့နေကားကိုချီရင်ချက်ငါပိကျန်နဲ့နဲ့။ဟဲ့တောက်တီတောက်တဲ့နေကားကိုချီရင်ချက်ငါပိကျန်နဲ့နဲ့။၆ကြိမ်နော်၆ကြိမ်ရွာမှာ။ဟုကျွန်ုပ်ကပြောလိုက်လေ။ကိုအောင်ဖေးတော်မကကြံတော်သူများပါဝါခနဲ့ဝါခနဲ့ဝါရည်ကြီးမောချလေးတော်သည်ထို့ကကျွန်ုပ်ကနောက်တစ်ခုရှိသေးတယ်ဗျ။ အဲ့ဒါကကြောက်ရဲစရာဥတင်လိုင်းဆိုတာပေါ့အဲ့ဒီဥတင်လိုင်းဆိုတာတခြားသူမဟုတ်ဘူးဂမ်ဘီယာအကြောင်းနေရေးရင်နေတဲ့ဥကြောက်တိုင်းပေါ့ဗျာသူကတော့နမိတ်ဆိုးတွေ့တဲ့အခါတလုံးတည်းရွတ်ခိုင်းနေဗျာရွတ်တဲ့အခါလည်းသူဟာကတိတ်လွယ်တယ်ဗဆက်ကအတန်ထွက်ပြီးရွတ်ဖို့မလိုဘူးစိတ်ထဲကနေရွတ်ရတာစလုံးကလည်းတလုံးတည်း cancel အဲ့လိုရွတ်ရမယ်ဗဆက်ကမဟုတ်ဘူးနော်စိတ်ထဲကနေရွတ်ရမှာရွတ်လိုက်နမိတ်ဆိုးတွေပြောက်ကုန်တယ်လို့ဆိုတယ်ဗျာအကြုံလဲတုံးချီဘူးတယ်ဗျာအတော်ထိရောက်ပါတယ်ဟုပြောလိုက်လေသည် ယခုခါ၌ကျွန်ုပ်၏ဧည့်သည်များသည်မရည်ကြတော့ပေထို့နောက်ကိုမောင်ဟန်းဆိုသူကဟုတ်ပါပြီဖွောင်ထွန်းရဲ့အခုတလော့အလောက်ကိုင်းတိတ်ဟမ်းမကြဘူးအပြိုင်ဆိုင်နေနဲ့လည်းတွေ့နေရတယ်အဲ့ဒါလေးပြောပြစမ်းမအောင်ဟုပြောလေသည်ထို့ကားစိန်စိန်ထွန်းဆိုသောမျိုးသမီးက၎င်းအန်တီရွှေဆိုသောမျိုးသမီးက၎င်းကျမတို့လည်းဒီတိုင်းမှာပဲပြောပါရှင်ပြောပါဟုပြောလေ။อืมဒီနီးကတော့ကျွန်တော်နီးမဟုတ်ဘူးเนาะ။ဆရာတယောက်ရဲ့နီးပဲ ထိရောက်တဲ့အတွက်ကျွန်တော်လည်းသုံးတယ်ကျွန်တော်မိတ်ဆွေတွေကိုလည်းပြောပြတယ်လောက်ရတာလွယ်ပါတယ်ဗျကျောင်းစရိခဲလီငါးလုံးကိုကြီးညော်ကင်းစင်အောင်ရေမို့စေးပြီးအဖြစ်နိုင်တော့အမွေတသားပါဆိုဖြင့်ညာဘက်လက်ထဲဆုပ်ထားရတယ်ပြီးတော့လောကဝိတုခုံတော်ကိုရုတ်ရအောင်ပဲဗျကျုပ်ခန်ဒီမှာလည်းပါဇက်နာတိပြီးရုတ်ရတယ်အဲဘယ်နေမှာပဲလုံးလုံးမနေ့9နာရီနဲ့ညနေ9နာရီတစ်ချိန်ချိန်မှလုပ်ရင်ရတယ်ဗျမရုတ်ခင်မှာဖရဲစင်မှာဖရဲပိုင်း9နာရီထုံညီပူဇော်ရမယ်ပထမနေ့မှာလောကဝိတုခုံတော်အချိန်900ရွှတ်ရမယ် နောက်တနေ့မှလည်းအဲ့ဒီအချိန်ပဲအချိန်600ရွရမယ်နောက်တနေ့မှ800 800 900ဒီနေ့စဉ်တိုးပြီးရွသွားရမယ်အဲ900ပြည်ပြီးနောက်တရက်ကျတော့အဲ800 900 600 900စုစုပေါင်း10ရက်ကြာမယ်ပေါ့ဗျာအဲပြီးတော့ကိုအိမ်ရဲ့အရှိဘက်ကိုတလုံးပြည့်အဲနောက်ဘက်ကိုလည်းတလုံးပြည့်ကျန်တဲ့လုံးကိုတော့ကိုမဆောင်ထားဗျာအဲ့ဒီကြောက်စရိတ်ခဲအဆောင်လေးတွေကတိုက်ခန့်အတွက်တင်မဟုတ်ဘူး။ဂျန်တဲ့ကိစ္စလေးတွေအတွက်လည်းကောင်းတယ်ဗျ။လိုအပ်နေတဲ့ကိုယ်မိတ်ဆွေတွေအတွက်လည်းအဆောင်လေးတစ်ခုခုလှုပ်ပေးလို့ရတာပေါ့ဗျာ။ အမယုံမနဲ့အောင်ပြဆန့်ချီပါအောင်ဟုကျွန်တော်ကပြောလာလေမောင်ဝဲနိုင်ဆိုသူကကျွန်တော်တို့ညွတ်တာတိတ်ပြီးထိအောင်မှာမဟုတ်ဘူးအကိုပဲညွတ်ပေးပါဟုကျွန်တော်အားတောင်းဝင်ပေးသဖြင့်၎င်းတို့အားနောက်ဆက်ရဲကြမှာပြန်၍လာရန်ခွာ၍ချိန်လိုက်ရလေသည်ကျွန်တော်ဤမိတ်ဆွေများလည်းကျွန်တော်အားနှုတ်ဆက်၍ပျော်ရွှင်မြူးထူးစွာပြန်သွားကြလေတော်တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်ကျမတို့တာပါ